အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်ပွဲတွေကိုလည်းကြိုဆိုပါရစေ။2025 SEA Games အမျိုးသားဘောလုံးပြိုင်ပွဲဝင်နေတဲ့မြန်မာ U22 အသင်းရဲ့အုပ်စုအခြေအနေလေးတွေကိုတုံ့သက်ပေးကြပါရစေ။မြန်မာ U22 အသင်းကအခု2025 SEA Games မှာအုပ်စု C မှာ Indonesia, Philippines အသင်းတွေနဲ့ကြာရောက်နေပါဗျာ။ အာဆီယံဘောလုံးအဖွဲ့ချုပ်ကအခုဆိုလို့ရှိရင်ဒီ CD 2025စီကိန်းပြိုင်ပွဲမှာအရင်စီကိန်းပြိုင်ပွဲတွေကပုံစံနေနဲ့ပိုပြိုင်ပွဲကျင်းပတဲ့ပုံစံကိုပြောင်းလဲလိုက်တယ်။ဘာလို့လဲဆိုတော့အရင်တော့ဆိုလို့ရှိရင်အုပ်စုနှစ်ခုကနေပဲအုပ်စုတစ်ခုကနေပဲဒီတစ်ခုစီကနေနှစ်သင်းစီ semi final ကိုတက်တဲ့ပုံစံကနေပြီးတော့အုပ်စု၃ခုခွဲလိုက်တယ်။အုပ်စု၃ခုခွဲပြီးတော့အုပ်စုပထမရအသင်း၃သင်းနဲ့အကောင်းဆုံးအုပ်စုဒုတိယရ၃သင်း အဲ့ဒီ၄သင်းရတာလေး semi final ကိုတက်တဲ့ပုံစံမျိုးကိုအာဆီယံဘောလုံးဖွဲ့ချုပ်ကချိန်လိုက်တယ်အာဆီယံဘောလုံးဖွဲ့ချုပ် AFF ကဒီ2025ခုနှစ်ထဲမှာသူတို့လက်အောက်ကကျင်းပတဲ့ပြိုင်ပွဲတွေမှန်သမျှအကုန်လုံးကိုအဲ့ဒီအုပ်စု၃ခုပုံစံနဲ့ပဲကျင်းပနေတာဖြစ်တယ်တတန်းလိုက်ပြိုင်ပွဲတွေအကုန်လုံးကိုလည်းအောက်စု၃ခုပုံစံနဲ့ပဲကျင်းပတယ်ဒါသူအာဆီယံဘောလုံးဖွဲ့ချုပ်ကဒီ2025ထဲမှာကြောင်းလဲလိုက်တဲ့သူ့ရဲ့ဘူပြိုင်ပွဲကျင်းပတဲ့ဘူဖြစ်တယ် ဒါကိုတစ်ချက်ပြောပြချင်ပြောပြချင်တာဆိုတော့အခုမြန်မာ U22 အသင်းကဒီအုပ်စုစီမှာဖိလစ်ပိုင်အင်ဒိုနီးရှားနဲ့ကြာရောက်နေတယ်ဖိလစ်ပိုင်နဲ့အုပ်စုပထမကစားရမယ်ပြီးတဲ့အခါကျလို့ရှိရင်12ရက်နေ့ကြာရင်အင်ဒိုနီးရှားနဲ့အုပ်စုဒုတိယပွဲကစားရမယ်အခုဒီစီဂိမ်းမှာဒီ2025စီဂိမ်းမှာအမျိုးသားဘောလုံးပြိုင်ပွဲတွေကိုအသက်22နှစ်အောက်အနေနဲ့ကန့်သက်ထားတဲ့အရင်လိုအသက်ကျော်ကစားသမား3ဦး ုံးပေးမကစားတော့ဘူးကျွန်တော်ဒီစီကိအမျိုးသားဘောလုံးပြိုင်ပွဲနဲ့ပတ်သက်ပြီးကြီးအသက်ကတ်တက်တာအသက်ကတ်တက်လိုက်တဲ့ဟာနဲ့ပတ်သက်ပြီးကျင်းပတဲ့ဟာနဲ့ပတ်သက်ပြီးကျွန်တော်ဘူးသူဒအနေနဲ့တစ်ချက်ပြောပြခြင်းနဲ့1959ခုနှစ်မှာစီကိပြိုင်ပွဲကိုစပြီးကျင်းပတယ် အဲ့ဒီအချိန်ကနေစပြီးတော့အမျိုးသားဘောလုံးပြိုင်ပွဲတွေကိုအလွတ်တန်းအနေနဲ့အသက်ကပ်တက်ထားတာမရှိဘူးအလွတ်တန်းအနေနဲ့59ခုနှစ်တည်းကကျင်းပလာတာဘယ်အထိလဲဆိုရင်1992ခုနှစ်စီးကိန်းပြိုင်ပွဲအထိကိုအသက်မကပ်တက်ထားပဲနဲ့အလွတ်တန်းအနေနဲ့ကျင်းပတယ်2001ခုနှစ်ရောက်တဲ့အချိန်မှာစပြီးတော့အသက်ကပ်တက်လိုက်တယ်23နှစ်အောက်ဆိုပြီးတော့အသက်ကပ်တက်လိုက်တယ်ဒါပေမဲ့ +3 အသက်ကျော်ကစားသမား3ယောက်ကိုထည့်ပြီးတော့ကစားခွင့်ပေးတယ်အသင်းတိုင်းကိုအဲ့တော့ U23+3 ပုံစံမျိုးနဲ့2001ခုနှစ်ကနေစပြီးတော့ ကျင်းပလာတာဘယ်ထိလဲဆိုရင်2015ခုနှစ်ထိကျင်းပခဲ့တယ်2018ခုနှစ်ရောက်တဲ့အချိန်မှာ U22 ဆိုပြီးတော့ပြောင်းလိုက်တယ် U22 +3 အသက်22နှစ်ရောက်ပြောင်းတယ်ပြီးတဲ့အခါကျတော့လို့ရှိရင်အဲအသက်ကျော်ကစားသမား3ဦးထည့်ပြီးတော့ဖေးကစားတယ်အဲ့ဒါက2018ခုနှစ်ကနေစပြီးတော့ under 23ဆိုပြီးတော့ပြောင်းလိုက်တာဒါပေမဲ့ပြီးခဲ့တဲ့2023ကမ္ဘောဒီးယားစီးကိန်းကနေစပြီးတော့ plus 3ကိုဖြုတ်လိုက်တယ်အသက်ကျော်ကစားသမားတွေကိုပေးမကစားတော့ဘူးအဲ့ဒါက အာရှဘောလုံးဖွဲ့ချုပ် AFC ကနေပြီးတော့ကန့်သက်လိုက်တာကန့်သက်လိုက်တဲ့အတွက်ကြောင့်အာဆီယံဘောလုံးဖွဲ့ချုပ်ကထည့်ခြင်းပင်မဲ့လည်းထည့်ခွင့်မရှိတော့ဘူးအခုအဲ့ဒီအတွက်ကြောင့်အခုဒီ2023ကမ္ဘောဒီးယားစီဂိမ်းရဲ့အခု2025ထိုင်းစီဂိမ်းရဲ့က Under 23တီးတတ်ဖြစ်သွားတယ်လူငယ်တီးတတ်ဖြစ်သွားတာပြီးတီးတတ်ပုံစံမျိုးနဲ့ပဲကျင်းပနေတာဖြစ်တယ်ဆိုတော့အခုကျွန်တော်မြန်မာ U20 အတောင်း U20 အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ဟိုဖြစ်ကြည့်အောင် ဆိုတဲ့အခါကျတော့မြန်မာယူ22အသင်းကလက်ရှိမှာဂျပန်နိပြကုရိုဆာကီကိုက်တွဲနေတယ်။သူ့ကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် MFF ကနေပြီးတော့ပြီးခဲ့တဲ့ February မှာစပြီးတော့သူ့ကိုတောင်းဝင်ပေးလိုက်တယ်။သူ့လက်ထက်မှာမြန်မာယူ22အသင်းကဒီ2025လက်မှာနိုင်ငံတကာပြိုင်ပွဲတစ်ခုကစားပြီးွားပြီ။ ASEAN U23 Championship ပြိုင်ပွဲရဲ့2026အာရှခြေစစ်ပွဲရဲ့အာရှ U23 ခြေစစ်ပွဲရဲ့ကစားပြီးွားပြီ။ အဲ့တော့မြန်မာ U21 အသင်းကဂျပန်နီးပြကုရိုဆာကီလက်ထက်မှာ International Friendly Match အပါအဝင် International Tournament တစ်ခုအပါအဝင်ဆိုလို့ရှိရင်ပြိုင်ပွဲ၉ပွဲကစားထားတယ်။ဒါပေမဲ့နိုင်ပွဲတစ်ပွဲမှမရသေးဘူးမြန်မာ U21 အသင်း။အဲ့ဒီ၉ပွဲစလုံးမှာတည်ရပွဲတွေနဲ့ရှုပ်ပွဲတွေပဲရှိတယ်။ကုရိုဆာကီက February မှာမြန်မာ U21 အသင်းကိုစပြီးကင်တွယ်ပြီးတဲ့အချိန်မှာအရင်ဦးဆုံး Hong Kong U21 အသင်းနဲ့ရန်ကုန်မှာခြေစပ်ပွဲ၂ပွဲကစားတယ်။၂ပွဲစလုံးတည်ကြတယ်ပြီးတဲ့အခါကျတော့ မြန်မာ United နဲ့အတင်းကမတ်လထဲမှာလာမသိဘူးသူတရုတ်ကိုသွားတယ်တရုတ် United နဲ့အတင်းနဲ့ခြေစမ်းပွဲကစားတယ်အဲ့မှာမြန်မာ United နဲ့အတင်းကတရုတ်ကိုနှစ်ပွဲလုံးရှုံးခဲ့တယ်အဲ့လာပြီးတော့မြန်မာ United နဲ့အတင်းအာဆီယံ United 3 Championship ပြိုင်ပွဲကိုဝင်ရောက်ရှေ့ပြိုင်တယ်အဲ့ဒီမှာမြန်မာ United နဲ့အတင်းကထိုင်းတီမောသင်းနေနဲ့အုပ်စုတုံးစုနဲ့ကြားတယ်ကျွန်တော်ခုနကပြောသလိုပဲအာဆီယံဘောလုံးဖွဲ့ချုပ် AFF ရဲ့လက်အောက်ကပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်အုပ်စု၃ခု ကျင်းပတာဖြစ်လို့တဲ့ကြောင့်အုပ်စုတစ်ခုမှာ၃သိန်းပဲပါတယ်အဲ့ဒါကြောင့်မလို့ထိုင်းတီမောလုံးနဲ့၃သိန်းတအုပ်စုပုံစံမျိုးကြားတာဖြစ်တယ်အဲ့ဒီမှာမြန်မာယူနစက်နဲ့အသင်းကအုပ်စုပထမပွဲမှာတီမောကို44နဲ့တည်ကြတယ်ဒုတိယပွဲမှာထိုင်းကိုဇီးဇီးတည်ကြတယ်အဲ့ဒီတော့ကြောင့်နောက်တစ်ဆင့်ကိုမတက်ခဲ့ဘူးအုပ်စုဆင့်ကနေပဲလှည့်ပြန်ခဲ့ရတယ်နောက်တစ်ခါအာရှယူနစက်၃ခြေစပွဲကိုမြန်မာယူ23တင်းစက်ပြီးကွေကစားတယ်အဲ့ဒီမှာမြန်မာယူ23အတင်းကကူဝိတ်ဂျပန် အာဖဂန်နစ္စတန်အသင်းနေတဲ့သူအုပ်စုတွေကြတယ်အဲ့ဒီမှာကူဝိတ်ကိုဇီးဇီးနဲ့တည်ကစားတယ်ဂျပန်ကိုနောက်ဆုံးမိနစ်အထိဝမ်းဝမ်းနဲ့ကစားနေပြီးတော့မှနောက်ဆုံးမိနစ်မှာပန်နတီကိုပေးလိုက်ရပြီးတော့1-2နဲ့ရှုံးသွားတယ်နောက်ဆုံးအုပ်စုပွဲမှာအာဖဂန်နစ္စတန်ကို1-2နဲ့ထပ်ရှုံးတယ်အဲ့ဒါအဲ့ဒီအာရှခြေစပွဲကိုမြန်မာကကိုပြည်ရန်ကုန်မြို့မှာကစားတာကိုပြည်ကိုရေရှိမှာကစားတာဒါပေမဲ့အာဖဂန်နစ္စတန်အသင်းကိုကိုအိတ်ကွေးမှာ1-2နဲ့ရှုံးတဲ့ အတွက်ကြောင့်မြန်မာ U23 အသင်းအာရှချေစပွဲကိုမအောင်ခဲ့ဘူးနောက်တစ်ခါ DC ဂိမ်းမတိုင်ခင်ပြီးခဲ့တဲ့အောက်တိုဘာမှာမြန်မာ U23 အသင်းကဂျပန်ကိုသွားပြီးတော့အဲ training မဲ့၃ပွဲကစားတယ်၃ပွဲစလုံးရှုံးထားတယ်ဂျပန်ကလပ်အသင်းနေနဲ့တက္ကသိုလ်အသင်းနေနဲ့သွားကစားတာ၃ပွဲလုံးရှုံးထားတယ်ဆိုတဲ့အခါကျတော့ဒီ training mat တွေကြားထဲမှာလည်းပြည်တွင်းမှာ MN club အသင်းနေနဲ့ training mat တွေကစားထားတာတွေလည်းရှိတယ်အဲ training mat တွေကိုဖယ်ပြီးတော့ဖယ်လိုက်မယ် training mat တွေကိုတော့ကျွန်တော်တို့ထပ်ပြတ်ဘူး ဒီ2025ရဲ့မှာမြန်မာယူ22အသင်းက international tournament နှစ်ပွဲရဲ့ international friendly match တွေရဲ့ထက်တွက်မှာဆိုရင်၉ပွဲကစားထားတယ်၉ပွဲလုံးနိုင်ပွဲမရထားဘူးအခုဒီ C game ကိုမြန်မာယူ22အသင်းကဖိလစ်ပိုင်အင်ဒိုနီးရှားတို့နဲ့လာကြနေတယ်အုပ်စုပထမပွဲအနေနဲ့ဖိလစ်ပိုင်နဲ့ကစားရမယ်ပြီးရင်တပတ်လောက်နားရမယ်ပြီးရင်ဆက်နေရနေကြအင်ဒိုနီးရှားနဲ့ကစားရမယ်အဲ့တော့မြန်မာအသင်းရဲ့ဒီ C game semi final တက်ရေးပတ်တက်ရေးကအုပ်စုပထမပွဲကစားရမယ်ဖိလစ်ပိုင်နဲ့ပွဲပေါ်မှာအများကြီးမူတည်နေတယ် ဖိလစ်ပိုင်ကသာအနိုင်ကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်မြန်မာအသင်းအနေနဲ့ semi final တက်ဖို့မျှော်လင့်ချက်အများကြီးရှိမှာဖြစ်တယ်။ဒါပေမဲ့ဖိလစ်ပိုင်အသင်းကလည်းဘာဖြစ်လဲဆိုတော့အဲသူတို့ဟိုဖိလစ်ပိုင်ဘောလုံးဖွဲ့ချုပ် PFF ကပြီးခဲ့တဲ့ August လထဲမှာပဲစပိန်နိုင်ငံသားနီးပြောက်မာတီနက်ကိုခတ်ထားတယ်ခတ်ပြီးတော့ဒီအာရှခြေစပွဲရဲ့ဒီစီဂိတ်အတွက်တိုက်ပွဲတစ်ခုအတွက်ကိုရည်ရွယ်ပြီးတော့ဒီစပိန်နီးပြောက်ကိုခန့်ထားတာဖြစ်တယ် အခုဒီစီဂိတ်ပြိုင်ပွဲဝင်မဲ့ဖလပိုင်ယူနက်ဆက်နဲ့အသေးမှဆိုလို့ရှိရင်လည်းအပြိပထွက်ကစားနေတဲ့ကစားသမားတွေအများကြီးပါဝင်လာတာကိုတွေ့ရတယ်။အမေရိကန်၊ဂျာမနီ၊ဘယ်လ်ဂျီယမ်၊စပိန်၊ဂျပန်စသဖြင့်အဲ့ဒီနိုင်ငံတွေမှာကစားနေတဲ့ကစားသမားတွေအများစုနဲ့စုဖွဲ့ပြီးတော့ဖလပိုင်ကဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မြန်မာအသင်းနဲ့ဖလပိုင်ကိုတော်တော်လေးကိုဖိဖိစီစီနဲ့ကယူတိုက်ကစားမှသာလျှင်နောက်တစ်စက်တက်နိုင်မှုပြောင်းလဲချက်ရှိမှာဖြစ်တဲ့အင်ဒိုနီးရှားကတော့ ဒီနှစ်2025 ASEAN U23 Championship ပြိုင်ပွဲမှာဘိုလူပွဲကိုတတ်ထားတဲ့အသင်းဖြစ်တဲ့အကြောင်းအင်ဒိုနီးရှားနဲ့ကစားမယ်နောက်ဆုံးပွဲကတော့မြန်မာအသင်းအတွက်ကအောက်ကနေပဲလိုက်ကစားဖို့အခြေအနေမှာရှိတယ်။ဒါပေမဲ့အင်ဒိုနီးရှားနဲ့ပွဲကိုခဏမေ့ထားပြီးတော့ဖိလစ်ပိုင်နဲ့ပွဲကိုသာအရင်ဦးဆုံးအုပ်စုကနေကြော်ဖြတ်နိုင်ဖို့အတွက်ကိုဖိလစ်ပိုင်နဲ့ပွဲကိုအနိုင်ရဖို့လိုတယ်။အဲ့တော့ဖိလစ်ပိုင်အသင်းကလည်းဘာဖြစ်လဲဆိုတော့ပြီးခဲ့တဲ့ ဒီ2025 ASEAN U23 Championship ပြိုင်ပွဲမှာ semi final ကိုတက်ထားတာဖြစ်တယ်။ဖိလစ်ပိုင်အသင်းကဒီပြီးခဲ့တဲ့ဒီ2025 ASEAN U23 Championship ပြိုင်ပွဲမှာဆိုရင်မလေးရှားကို2-0နဲ့နိုင်တယ်။ Brunei ကို2-0နဲ့နိုင်တယ်။ Indonesia ကို0-1နဲ့ရှုံးတယ်။ semi final မှာ Vietnam ကို1-2နဲ့ရှုံးထားတယ်။ပြီးတော့ ASEAN ချန်ပီယံပွဲမှာဆိုလို့ရှိရင်သူက ဖိလစ်ပိုင်တရတာဂျစ်ကစ္စတန်ကို1-0နဲ့နိုင်တယ်နီဘောကို4-0နဲ့နိုင်တယ်ဆီးရီးယားကို1-2နဲ့ရှုံးပြီးတော့အာရှချင်စပွဲတော့မအောင်ထားဘူးဒါပေမဲ့ပြီးခဲ့တဲ့2025အာဆီယံယူနီဆုံချန်ယူနီဆက်သုံးချန်ပီယံရှစ်ပြိုင်ပွဲမှာစီမီဖိုင်နယ်ကိုစီမီဖိုင်နယ်ကိုတတ်ထားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဖိလစ်ပိုင်အသင်းကိုလည်းရှော့တော့လို့မရတဲ့အခြေအနေမှာရှိတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာခုနလိုပဲအာဂါပြည်ပထွက်ကစားသမားတွေအများကြီးဟလာအမေရိကန်ဂျာမနီ အဲစပိန်ဘယ်လ်ဂျီယံဂျပန်စသဖြင့်အဲ့ဒီကကစားသမားတွေအများစုနဲ့အမှကစားနေတဲ့ကစားသမားတွေအများစုနဲ့စုဖွဲ့လာတာဖြစ်တဲ့အတွက်ကြောင့်ဖိလစ်ပိုင်အသင်းကိုတော်တော်လေးဖိပီစီစီကစားမှတာလေမြန်မာအသင်းအနေနဲ့နောက်တစ်ဆင့်တက်နိုင်မယ့်အခြေအနေမှာရှိတယ်။အင်ဒိုနီးရှားအင်ဒိုနီးရှားအသင်းဆိုလို့ရှိရင်ကျွန်တော်ခုနပြောသလိုပဲအာဆီယံဒီနှစ်ထဲမှာကစားသွားတဲ့အာဆီယံ23ချန်ပီယံရှစ်ပြိုင်ပွဲမှာဘောလုံးပွဲကိုတက်ထားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်လက်ရှိမှာအတောင်တင်းဆုံးအသင်းလည်းဖြစ်တဲ့ နောက်ပြီးတော့အင်ဒိုနီးရှားအသင်းကဒီပြီးပြီးခဲ့တဲ့အာဆီယံ U23 Championship ပြိုင်ပွဲမှာဆိုလို့ရှိရင်ဘရူနိုင်းကို8-0နဲ့နိုင်ရတယ်မလေးရှားအားကို0-0နဲ့တည်သွားကြပြီးတော့ဖိလစ်ပိုင်ကို1-0နဲ့နိုင်ထားတယ်စင်မီပိုင်မှာဆိုလို့ရှိလို့ရှိရင်အင်ဒိုနီးရှားကထိုင်းနဲ့မိနစ်90မှာ1-1တည်ကြတယ်ပနတီဆက်ကစားရတယ်ပနတီမှာထိုင်းကိုကျော်ပြီးတော့နိုင်လာတဲ့အတွက်ကြောင့်ဘိုလူပွဲကိုရောက်တယ်အဲ့ဒီမှာဗီယက်နမ်ကိုဘိုလူပွဲမှာအင်ဒိုနီးရှားက0-1နဲ့ရှုံးပြီးတော့ ်ဆုံးခဲ့တယ်ဒါကြောင့်မလို့ဘိုးတော့မဆွဲခဲ့ဘူးဒါပေမဲ့အင်ဒိုနီးရှားတင်းကဘိုလူပွဲကိုရောက်ခဲ့တာဖြစ်တယ်အာဆာချေစီပွဲမှာဆိုလို့ရှိလို့ရှိရင်အင်ဒိုနီးရှားကလာအိုနဲ့ဇီးဇီးတေသွားကြတယ်မကာအို5-0နဲ့နိုင်တယ်တောင်ကိုရီးယားကို0ပွဲနဲ့ရှုံးတယ်ချေစီပွဲတော့မအောင်ခဲ့ဘူးအဲ့တော့ပြောချင်တာကမြန်မာယူ22အသင်းကဒီအုပ်စုမှာဖိလစ်ပိုင်နဲ့အခုဒီစီးကဲအုပ်စုမှာဖိလစ်ပိုင်အင်ဒိုနီးရှားနှစ်သင်းစလုံးကို နဲ့နှစ်သင်းစလုံးကိုဖိဖိစီစီကစားရမယ်အုပ်စုချက်တယ်လို့လည်းပြောလို့ရတဲ့အခြေအနေမှာလည်းရှိတယ်ဒါပေမဲ့မြန်မာယူ၂၀နှစ်အသေးရဲ့လက်ရှိကစားသမားစုဖွဲ့မှုကတည်းအဲအကောင်းဆုံးအခြေအနေမှာလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဇော်ဝင်းသိန်းဥက္ကာနိုင်စွမ်းထက်အာကာကျော်စသဖြင့်ကဒီကစားသမားတွေကဒီလက်ရှိပြည်တွင်း MM တိုက်ပွဲတွေမှာဆိုလို့ရှိရင်သူတို့ကလပ်အသင်းတွေမှာလည်း တကယ်ကိုလိုင်းရဝင်နေတဲ့ကစားသမားတွေဖြစ်တယ်။အသင်းတွေအတွက်လည်းအဓိကပံ့ပိုးနေတဲ့ကစားသမားတွေဖြစ်တယ်။အဲ့တော့မြန်မာ U20 နဲ့အသင်းရဲ့လက်ရှိကစားသမားစုဖွဲ့မှုကလည်းအကောင်းဆုံးအခြေအနေမှာရှိတယ်။ဒါပေမဲ့တခုရှိတာကမြန်မာ U20 နဲ့အသင်းကဘာဖြစ်လဲဆိုတော့သူကဒီပွဲထွက် ကစားသမားနဲ့အရန်ကစားသမားတွေရဲ့ဂျားထဲမှာနည်းနည်းလေး gap ဖြစ်နေတယ်။ကျွန်တော်မြင်တာကအဲပွဲထွက်ကစားသမားတွေကအကြောင်းတစ်ခုခုကြောင့် တကယ်လို့မကစားနိုင်တဲ့အခါအရန်ကစားသမားတွေကဒီ batch မှာထိုင်နေတဲ့အရန်ကစားသမားတွေကပွဲထွက်ကစားသမားတွေလောက် performance ကောင်းကောင်းလုံးမပြနိုင်တာမျိုးလေးရှိတယ်။နောက်တစ်ခုကအသင်းလိုက်အရင်ပြီးခဲ့တဲ့ ASEAN U23 Championship ပြိုင်ပွဲကအခြေအနေရဆိုလို့ရှိလို့ရှိရင်အသင်းလိုက်အဲကစားသမားတွေကြမှာအတင်းလိုက်စုစည်းမှုအတင်းလိုက်ကစားသမားများနားလည်မှုလေးတွေကနည်းနည်းပပနည်းနည်းလိုနေသေးတာလေးတွေတွေ့တယ်အခုဒီစီကိန်းမှာတော့ဘလူးလာမလဲမသိဘူးဒီဟာလေးတွေကိုတော့ ခုချိန်မှာတော့ပြင်ဆိုင်လောက်ပြီလို့ထင်တယ်ပြီးခဲ့တဲ့ဂျပန်ကိုသွားခဲ့တဲ့အောက်တိုဘာမှာဂျပန်ခီးစင်မှာအဲ့ဒီဟာကြီးကိုပြင်နိုင်ခဲ့ပြီလို့လည်းဂျပန်နည်းပြကုရိုဆာကီကပြောတယ်ဆိုတဲ့အခါကျတော့လက်ရှိမြန်မာယူ20နှစ်အသင်းရဲ့ကစားသမားစုဖွဲ့မှုကတော့အာရတင်နေဆရာကောင်းတယ်ဒါကြောင့်ကျွန်တော်တို့ဒီဖိလစ်ပိုင်နဲ့ပွဲမှာသာဖိလစ်ပိုင်ကိုအနိုင်ကစားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆီမီဖိုင်နယ်ကိုတက်ဖို့မျှော်လင့်ချက်ရှိမှာဖြစ်တယ်အင်ဒိုနီးရှားနဲ့ကစားမယ် ပွဲရတယ်ဖိလစ်ပိုင်နဲ့ပွဲပြီးလို့ရှိရင်တပတ်လောက်တပတ်လောက်အချိန်ရတာဖြစ်တဲ့အတွက်ကြောင့်စနေနေ့မှာကစားမှာဖြစ်တဲ့အတွက်ကြောင့်အင်ဒိုနီးရှားနဲ့ပွဲအတွက်လည်းအများကြီးပြင်ဆင်ကြရမယ်။အဲ့ဒီအတွက်လည်းအင်ဒိုနီးရှားနဲ့ပွဲကိုလည်းအဲပြည်သူချာချာလေး PPCC နဲ့ကစားသမားတွေအကုန်လုံးတက်ကုန်ရွက်ကုန်ဖွင့်ပြီးတော့စိတ်တက်အပြည့်နဲ့ကစားမယ်ဆိုလို့ရှိရင်လည်းအင်ဒိုနီးရှားနဲ့ပွဲကိုလည်းကျွန်တော်တို့ကြော်ဖြတ်နိုင်နိုင်မေးလေလို့ထင်တယ်။ဒါကြောင့်မြန်မာ U20 နဲ့အသင်းရဲ့ဒီ semi final တည်ရည်လမ်းကြောင်းက ဖိလစ်ပိုင်နဲ့အုပ်စုကစားပွဲပုံမှာမူတည်တဲ့ဖိလစ်ပိုင်ကိုကြော်ဖြတ်မှသာလျင်ဆီမီဖိုင်နယ်လို့တက်ဖို့မျှော်လင့်ချက်ရှိမှာဖြစ်တယ်။ဒါကြောင့်မြန်မာယူနီဆက်နဲ့အသင်းဆီမီဖိုင်နယ်တက်ဖို့မတက်ဖို့ကဖိလစ်ပိုင်နဲ့ပွဲအုပ်စုကစားမယ့်ဖိလစ်ပိုင်နဲ့ပွဲပုံမှာအများကြီးမူတည်နေတယ်ဆိုတဲ့အကြောင်းကိုသုံးသပ်ပေးလိုက်ချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။